ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးပါတော့မယ်ရှင် အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမျှတရက်ခံလို့ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ဂျပန်ရောက်မြန်မာပြည်သူများကမြန်မာအရေးကူညီပေးရန်အမေရိကန်သမ္မတကိုတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ယနေ့ဂျပန်သို့ရောက်ရှိလာသည့်အမေရိကန်သမ္မတထရန့်ကိုအကြံဖတ်ဖက်စစ်အာဏာသိမ်းအဖွဲ့အနိုင်ကျင့်တောင်းကျမ်းနေခြင်းများကိုရပ်တန့်စေရေးအကူအညီပေးပါရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကစူပေါင်းတောင်းဆိုခဲ့ကြကြောင်းသိရပါသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နှင့်နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးမြန်မာနိုင်ငံ၌စစ်တပ်၏ပြည်သူအပေါ်ရက်စက်ရုံမှမှုများအကြံဖတ်မှုများရပ်တန့်သွားစေရေး အမေရိကန်အနေဖြင့်မြန်မာအရေးကိုပုံမထီရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အခုကြီးတောင်းခန့်လှုပ်ရှားမှုအစီအစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလပီရေးမော်လမြိုင်ကားလန်နှင်းဆောင်ရွာအဝင်ရှိစစ်တလအောက်ခံ DKPA ခိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်မှု DKPA ဘက်မှထိခိုက်သေးဆုံးမှုများရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မွန်ပြည်နယ်ရေးမော်လမြိုင်ကလန်နှင်းဆုံကျွာအဝင်ရှိစစ်တပ်လက်အောက်ခံ DKPA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာ DKPA ဘက်ကထိခိုက်သေးဆုံးမှုများရှိနိုင်ကြောင်းရေးဘလူးတပ်ဖွဲ့ကောင်းဆောင်တပ်ရင်းမှုရေးဘလူးကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာလ28ရက်နေ့တွင်ရေးဘလူးအဖွဲ့က DKPA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဂိတ်ဤဂိတ်မှုတိမ့်တန်လက်ပြတ်ထွက်သွားကြောင်းသိရပါရယ်။ဟုတ်သေးဆုံးမှုများတဲ့ဂိတ်မာနေတဲ့သူတို့ရဲ့အမျိုးသမီးတွေပါတည်တဲ့ဂိတ်မှုတိမ့်တန်ကလက်ပြတ်ထွက်သွားတယ် ကြံတဲ့ငွေကောက်ခံသူတွေလည်းအများကြီးသေးတယ်ဟုရေဘလူတပ်ဖွဲ့ဤတက်ရင်မှုကသတင်းဌာနကိုပြောပါရယ်တိုက်ခိုက်မှုအတွင်ရေဘလူတပ်ဖွဲ့ဝင်တအူလက်မောင်းထိခဲ့ပြီးမဆိုးရင်ရကြောင်းအဆိုပါတိုက်ခိုက်မှုအပြီးမော့ကနင်106တပ်မှလက်နက်ကြီးများနှင့်ဖြစ်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ဆက်လက်ပြီးမတရားနှင့်မိုးမိတ်မြို့နယ်တို့တွင်စစ်တပ်ကလေရင်ဖြင့်ပုံချဲမှုပြည်သူလေးဦးသေဆုံးပြီးနေအိမ်များပျက်စီးတဲ့ဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမတရားမျိုးနယ်တပြေချောင်းကျေးရွာရှိစစ်ပေးဆောင်ပြည်သူများနေထိုင်သောနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲသဖြင့်ပြည်သူလေးဦးတေဆုံးကနေအိမ်များပြက်စီးခဲ့ကြောင်း Voice of Mandalay မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ရှမန်နီအော်တိုဘာလ26ရက်နေ့ညနေ6:40မိနစ်ခန့်အချိန်မတရားမျိုးနယ်တပြေချောင်းကျေးရွာရှိစစ်ပေးဆောင်များနေထိုင်သောနေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါလေကျောင်းတိုက်ခိုက်မှုအတွင်းအမျိုးသား၂ဦးနှင့်အမျိုးသမီး၂ဦးစုစုပေါင်းပြည်သူလေးဦးသေဆုံးကနေအိမ်များပျက်စီးခဲ့ကြောင်းသိရပါတယ်။ကြား၂ဦးမှ၂ဦးစုစုပေါင်း၄ဦးသေဆုံးနေ၊၃ဦးကပွဲချင်းပြီးသေဆုံးနေ၊၁ဦးကစေယုံရောက်မှဆုံးနေဟု Pfizer မန္တလေးမှတာဝန်ရှိသူကပြောဆိုပါရယ်။အလားတူအော်တိုဘာလ၂၈ရက်နေ့မိုးလ၁၂နာရီ၂၃မိနစ်အချိန်ရှမ်းပြည်နယ်မိုးမိတ်မြို့နယ်မကြီးပင်ကြီးရွာတို့လေစစ်တပ်ကလေယာဉ်ဖြင့်ပေါင်900ဘုံတလုံးနဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့သောကြောင့်ပြည်သူလူထုနေအိမ်တအိမ်ထိမှန်ပျက်စီးသွားခဲ့ကြောင်း DNL ကသတင်းထုတ်ပြန်ပါတယ်ဆက်လက်ပြီးရဝတီ KK ပတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါဘုံအစများလွင့်စင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ဒီမြို့နယ်ရှိ KK ပတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါဘုံအစများလွင့်စင်လာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်အောက်တိုဘာ24ရက်နေ့မှာစတင်ပြီးအောက်တိုဘာ28ရက်နေ့အထိ KK ဘက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့နှိမ့်စင်ဆက်တိုက် ်ဖောက်ခွဲလျက်ရှိရာယနေ့အောက်တိုဘာ28ရက်နေ့နနက်10:00နာရီဝန်းကျင်အချိန်တွင် BGF ကနှိကင်းအချိန်တွင်ပင်ဖောက်ခွဲလာကြောင်းအဆိုပါဖောက်ခွဲမှုမှာဘုံအစနာများနှင့်အစိပ်ပိုင်းများမှထိုင်းနိုင်ငံဘက်အချမ်းရှိနေအိမ်များပေါ်သို့ကြားရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်အော်တိုဘားလ23ရက်နေ့မှစတင်ပြီး KK ပတ်မှကြားဖြန့်လုတ်ကင်နေသောနိုင်ငံသားများအပါအဝင်ကြားဖြန့်လုတ်ကင်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းတို့ကြားဖြန့်လုတ်သားနိုင်ငံသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းဆိုရကကြားဖြန့် KK ပတ်မှထွက်ပြေးလာသော နိုင်ငံခြားသားများကိုထိမ့်သိမ်းစီစစ်မှုများလှုံ့ဆော်လျက်ရှိကြောင်းသိရပါတယ်။အချမ်းဖက်စစ်တပ်က KK ဖက်တီ KNU နဲ့ပတ်သက်သည့်ဟုဆိုကဝင်ရောက်စီးနင်းမှုများလှုံ့ဆော်ခဲ့ပြီး KNU ကမှ KK ဖက်တီ KNU နဲ့လုံးဝမပတ်သက်ကြောင်းညှင်းဆိုထားပါတယ်။ဆလဘီဆလင်းမျိုးအထက်ကတဲ့ចောင်းသူတအုပ်အုပ်စုဖွဲ့ပြုကျင့်ခံရမှုမရိမှုမမြောက်ပင်အရက်မှုလွန်လာလို့စစ်လော်ဘီတွေတရင်ပြန်စစ်အုပ်စုကအမှုဖွဲ့မပေးပဲကျူးလွန်ခံရတဲ့ចောင်းသူကိုပါယာယီចောင်းထုတ်အရေးယူចောင်းသူလေဖျားဝင်တဲ့မူလဲနေလို့ရက်ွက်ကရဲခေါ်ပြီးစေယုံကိုရတာ ဗီဒီယိုရိုက်ပြီး online တင်ခံရတာမှန်ပေမဲ့စေအုပ်စုကမိသားစုကိုချင်းချောက်ကငွေနဲ့အမှုကြေးအခိုင်လို့အမှုမှန်မပေါ်မှာမျိုးကန်တွေစိုးရိမ်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းမင်းဘူးခရိုင်ဆက်လင်းမျိုးရှိစေအုပ်စုကဖွင့်ထားတဲ့အမှတ်တရအခြေခံပညာအချက်တန်းကြောင့်အာထကတစ်ကျောင်းကဂရိတန်ကျောင်းသူကိုရီစားဖြစ်သူကျောင်းသားအပါအဝင်၄ယောက်ကအုပ်စုဘွဲအာရမပြုခြင်းကဗီဒီယိုရိုက်ကူးပြီးလူမှုကွန်ရက်မှာဖြန့်ဝေမှုနဲ့ပတ်သက်ပြီးမရိမှုမှတ်မြောက်ပေးအယက်အမှုလွန်တာတာဖြစ်တယ်လို့ စစ်လော်ဘီတွေကတံပြန်သတင်းဖြန့်ပါတယ်အော်တိုဘာ23ရက်ကဆလင်းမျိုးအထက်ကတဲ့ကြောင့်မှခရစ်တန်အတန်တက်ရောက်တင်ကြားနေတဲ့အကြောင်းသူကိုရီစားဖြစ်တဲ့ခရစ်ဂရေးကျောင်းသားကဝင်းနေဝဲရှိတဲ့ဆိုပြီးဖျားရည်မြေကိုချင်းဆိုကအယက်သေးစာတောက်စားပြီးနောက်နောက်ထပ်တငယ်ချင်း၃ယောက်နဲ့အတူအုပ်စုဖွဲ့အထမပြုကျင်ခဲ့ပြီးဗီဒီယိုရိုက်ကူးကလူမှုကွန်ရက်မှာဖြန့်ဝေခဲ့တယ်လို့ဆိုပါတယ်အယက်တေတာတောက်စားပြီးနောက်ရီစားဖြစ်သူနဲ့အဖွဲကဝိုင်းဝန်းအာရမပြုကျင့်ခဲ့တာကြောင့်သတိမေ့မြော့သွားခဲ့ပြီးပြန်လည်သတိရလာတဲ့အချိန် ဘေးပတ်ဝန်းကျင်ကိုကျောင်းသူကအခုညီတောင်းခံကြရမှာမျိုးကန်တွေကစေအုပ်စုရဲတွေကိုဖုံးဆက်ခေါ်ပြီးနောက်ပိုင်းဝန်းကူညီကစေယုံကိုပို့ဆောင်ပေးကြရတယ်လို့စေအုပ်စုရဲတွေကလည်းအာရမမှုကျူးလွန်တဲ့ကျောင်းသားတွေကိုရဲစခန်းခေါ်သွားတာဖြစ်တယ်လို့စလီမျိုးကန်တွေကသတင်းဌာနကိုပြောပါရယ်ကျောင်းသူမလေးကိုကျောင်းသားတွေကသူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ချီချီဖယားမှခေါ်သွားတာအဲ့ဒီဖယားမှတောက်စားမှုရကြပြီးတော့ကျောင်းသူမလေးကိုအားလုံးကဝိုင်းပြီးမရင်ကျင်လိုက်ကြတာ မရင်ကျင့်လိုက်တာမှရှိစားဖြစ်သူကအကြောင်းသူလေးရဲ့လေဘင်းကိုညှစ်ပြီးတော့တယောက်ချင်းစီခွဲပြီးမရင်ကျင့်ကြတာအခုနှစ်နာတဲ့အကြောင်းသူလေးမိသားစုကိုမွေးပေးပြီးညှိနေကြတယ်အာရမပြုကျင့်ခံရတဲ့အကြောင်းသူလေးကတော့ဆေးရုံကဆင်းပြီးလို့သူ့အိမ်ပြန်ရောက်နေပါပြီ။အခုမျိုးကံတွေကတော့ဥပဒေအရအေးမယူခြင်းမကျင့်တတ်ကြဘူးဖြစ်နေတယ်လို့ဆက်လင်းမျိုးကံသတင်းရှင်မြက်ကသတင်းဌာနကိုပြောပါရယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအကြောင်းသူလေးဖျားဝင်နေမူလဲနေကအကူကြီးတောင်းလို့အများကအပွိုင်းပြီးဆေးရုံပို့လိုက်ရတာမှန်ကန်တယ်လို့ ចောင်းသားတွေကဗီဒီယိုရိုက်ကူးပြီးလူမှုကွန်ရက်မှာဖြန့်ဝေတာမှိုက်ကန်ပေးမဲ့အာရမမှုမမြောက်ဖဲအယက်အမှုလွန်လာတာဖြစ်တယ်လို့စစ်လော်ဘီတွေကအော်တိုဘာ26ရက်မှာပြန်လည်တုတ်ပြန်သတင်းဖြန့်ပါတယ်။ကျူးလွန်ခံရသူចောင်းသူဟာအသက်15နှစ်အရွယ်ဖြစ်ပြီးចောင်းချိန်မှာចောင်းမတက်ဖဲအာရမမှုကျူးလွန်တယ်လို့စွပ်စွဲခံရတဲ့ចောင်းသား3ယောက်နဲ့အယက်သား1ယောက်တို့နဲ့အတူဖျားဝင်တဲ့ဝိုင်းခွက်အယက်တောက်စားခဲ့ကြောင်းအဲ့ဒီလိုဝိုင်းဖွဲ့တောက်စားချိန်နောက်ထပ်ចောင်းသူနှစ်ဦးလည်းပါဝင်ပြီးကျူးလွန်ခံရသူចောင်းသူကအရက်အမှုလွန်က ចောင်းသားတဦးရဲ့ပေါင်ပေါ်လှဲပြီးអော်ហិះနေတာကိုတခြားចောင်းသားကវីដេអូយ៉ៃគូပြီးလူမှုកွန်ရက်မှာဖြန့်ဝေခဲ့တာလို့စစ်လော်ဘီတွေကဆိုပါတယ်။မက်ခင်ကျူးလွန်ခံရတဲ့ចောင်းသူအမည်လွဲမှာအရက်အလွန်အကျုံမှုပြီးမောင်းအမည်လွဲဤပေါင်ပေါ်တွင်လှဲ၍អော်ហិះနေသည့်ပုံအားတခြားចောင်းသားတဦးမှវីដេអូမှတ်တမ်းយ៉ៃគូခဲ့ပါတယ်။ဒီလေပိုင်းတွင်ចန်သူများအသည်းသည်ထွက်ခွာသွားကြတော့လေမက်ခင်မှာ အရက်အလွန်ကြုံမှု၍မထိန်နိုင်ပေကြံရှိခဲ့သဖြင့်ရွာတာဝန်ခံနှင့်အခွဲမှနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့စစ်လော်ဘီတွေရဲ့တုံ့ပြန်သတင်းဖြန့်ကျက်မှဖော်ပြပါရယ်ကျူးလွန်ခံရသူចောင်းသူဟာဆလင်းမျိုးပေါ်ကမဟုတ်ပေမျိုးပြင်ကြီးပါကဖြစ်ပြီးကျူးလွန်သူចောင်းသား၄ဦးအနက်၂ဦးဟာဆလင်းမျိုးပေါ်ကဖြစ်ကနောက်ထပ်၂ဦးကတော့ဆလင်းမျိုးအနီးစင်ကျုံးရွာကဖြစ်တယ်လို့စစ်လော်ဘီတွေနဲ့မျိုးကန်တွေကပြောပါရယ် ဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစီအိုစုကအမှုမဖွင့်ပေးဘဲကျူးလွန်ခံရသူចောင်းသူကိုပါចောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့တလကြောင်းထုတ်အရေးယူထားတယ်လို့စစ်လော်ဘီတွေကဆိုပါတယ်အော်တိုဘာ23ရက်တွင်အာထကတိဆက်လင်းကြောင်စီကန်ထိန်သိရဲ့အဖွဲ့မှအထက်ပါကြောင်သားကြောင်သူများနှင့်မိဘအုပ်ထိန်သူများနှင့်တွေ့ဆုံ၍ကြောင်စီကန်အမလိုက်နာပဲစီကန်ဖောက်ဖျက်ကျူးလွန်သည့်အတွက်မိဘအုပ်ထိန်မှုအောက်တွင်လိမ္မာရေးချရှိစေရန်တုံ့တင်ဆုံးမခွင့်ပြုသည့်အနေဖြင့်တလကြောင်မှရန်နာခဲ့ကြောင်ကြောင်အုပ်စရာကြီးအရှိမောက်တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ကြောင်းဆက်လင်းတက်မြို့လုံးဟိုးလေးတကျော်ကျော်ဖြစ်တဲ့ကိစ္စကိုစေအုပ်စုကပြောင်းညင်းပြီးចောင်းမှုလေးရဲ့မိသားစုကိုတစ်ချက်ကနှစ်ချက်မဖြစ်စေဖို့လို့ချုံမော့ချင်းချောက်ကငွေနဲ့ကြေးအေးခိုင်းနေတာဟာចောင်းတိတ်ခါကြမှာစိုးရိမ်တာကြောင့်ဖြစ်နိုင်တယ်လို့မျိုးကံတွေကသုံးသပ်ပါတယ်လက်ရှိမှာစေုပ်စုကနှစ်နာသူမိန်းကလေးအတွက်တရားမျှတမှုရရှိစေဖို့မလုပ်ဆောင်ပေသတင်းဖြောက်ဖြောက်ကငွေပေးချေအင်းနိုင်ဖို့ညှိနှိုင်းတာတွေလှုပ်ဆောင်နေတယ်လို့မျိုးကံတွေကဆိုပါတယ် ဒီတရင်ကចောင်းသားတွေစီကနေတိရတာဆိုတော့တရင်ကအမှန်ပါဟိုဘက်ကျူးလွန်သူတွေဘက်နဲ့ចောင်းဘက်ကတရင်ဖုံးဖိပြီးတော့ငွေပေးညှိနှိုင်းနေကြတယ်လို့ကြားရတယ်ကျူးလွန်သူတွေကအရန်ချမ်းသာတဲ့ထဲကတော့မဟုတ်ကြဘူးမြို့ကန်တွေကတော့ဥပဒေအရတိရောက်တဲ့အေးအေးယူတာတွေလှုပ်စေခြင်းနေကြတယ်လို့ဆလင်းမြို့ကန်တအူကတရင်ဌာနကိုပြောပါတယ်ဆေးအုပ်စုကအာထမမှုကိုအမှုမှန်မဖော်ထုတ်ပဲတရင်ပေါက်ကြစေတဲ့မြို့ကန်တွေအပေါ်လက်နက်အကူနဲ့အညှိုးထားရန်ပြုတ်မှာကိုစိုးရိမ်တယ်လို့လည်းမြို့ကန်တွေကဆိုပါတယ် ဇလင်းမျိုးအထက်ကတက်မှာစစ်အာဏာမသိမ်းခင်ကចောင်းသားတရားဥပဒေဆရာဆရာမဆယ်ဦးနှုံးပင်မရှိပေမဲ့လက်ရှိအာဏာသိမ်းကာလမှာစစ်အုပ်စုကနန်စီရီယန်ဆရာဆရာမတွေထတ်တူးခန့်ထားလို့ចောင်းသားတရားမှာဆရာဆရာမ30ဦးနှုံးအထိရှိလာတယ်လို့ဆိုပါတယ်။ဒါပေမဲ့စစ်အုပ်စုလက်အောက်နန်စီရီယန်ဆရာဆရာမအဖြစ်ဝင်ရောက်လုပ်ကိုင်သူတွေဟာပညာသင်ကြားရရစီကံထိန်သိမ်းရေးမှာပါကျွမ်းကျင်တက်မြောက်တာမရှိပဲစီအုပ်စုကလည်းသူတို့ကိုတစ္ဆာခန့်တဲ့နှိဆက်ရလူတွေကိုဆရာဆရာမအဖြစ်ဆွဲခန့်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။ဆရာနာသိမ်းပြီးနောက် နန်စီရီယန်တွေချီဆိုရစေအုပ်စုကဖွင့်ထားတဲ့စာတင်ကြောင်းတွေမှာလိမ့်ပိုင်းဆိုင်ရာစော်ကားမှုအာရမပြုခြင်းမှုအနိုင်ကျင့်ရံပြုမှုတွေဇက်တိုက်ဖြစ်ပွားနေပြီး2024နှစ်ကုန်ပိုင်းကလည်းဘကိုးတိုင်းဘကိုးမြို့နယ်မုတ်ကလကျေးရွာမှာနန်စီရီယန်ကျောင်းအုပ်စရာတအုပ်ကမူလာတန်းကျောင်းသား၁၈ဦးကိုအာရမပြုခြင်းလိမ့်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားခဲ့ပါသေးတယ်။ ခေတ္တမန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။